ကြော်ကထူးချွန်တဲ့ဘတ်စကတ်ဘောသမားတစ်ယောက်ပါ။ကျောင်းဝဘတ်စကတ်ဘောဝဲကိုရောက်တော့လာကြည့်တဲ့ပရိသတ်တွေအများကြီးပြင်ကြော်ကြော်ကြီးသားများဝေပါရောက်လာပါရီ။ညဝေကိုကြည့်ရတာမအီမတာဖြစ်နေလို့ဘာဖြစ်နေလဲဆိုတာမယားမကမေးပြီးတဲ့အချိန်မှာပြိုင်ပွဲစားလို့ဝင်ကစားရပါရီ။ကစားနေတော့ညဝေပွဲတွေကထွက်သွားလို့ဘောလုံးခွန်ထားခဲ့ပြီးတော့နောက်ကနေပြပြလိုက်ပေးပါရီ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ကြော်ကြော်ကတငယ်ချင်းမျိုးအောင်နဲ့အတူတူနေထိုင်ပါရီ။ကျူစာပန်းစားအလုပ်လုပ်နေပေမဲ့အခုထိရာထူးတက်မလာလို့စိတ်ညစ်ပြီးတော့အလုပ်ထွက်လာခဲ့ပါရီ။ငငယ်တုန်းကအချိန်တွေကိုလွမ်းနာနဲ့ကျောင်းဝတစ်ခေါက်ပြန်သွားတော့တန်ရှင်ဦးလဲကြီးကသူ့ကိုမှတ်မိနေပါရီ။ခဏနေကြောင်းရှင်တော့တမိဖြစ်တဲ့မြတ်မြတ်နဲ့တားလှဦးတော်မောင်နှမကိုခေါ်ပြီးတော့မုံသွားစားပါရီ။ ယ်။ကလေးတွေကသူ့ကိုမခင်တယ်လို့ကလေးတို့အမေမြဝေကလည်းသူ့ကိုဖုတ်လိုက်တဲ့ငပိရှိတယ်လို့မထင်ပါဘူး။သူလှုပ်ထားတဲ့အိမ်မေးချန်တွေကပန်းညံလေးကိုဖျက်ပြီးတော့အစ်စ်ပြန်လှုပ်ပါရယ်။မိုးရွာလာလို့စိတ်ငြင်းတဲ့အိမ်ပြန်လာတော့မှကျောင်းသက်ရှိအဖိုးကြီးကတရားပေါ်ကနေခုံချဖို့လုပ်နေလို့စဉ်းစားပါရယ်။မိုးလင်းလို့အိမ်ပြောက်တော့တကူလုံးကရှုပ်နေကိုရေစေးနေမှန်ထဲမှာတခြားတယောက်ကိုမြင်လိုက်လို့လည်းအော်မိပါရယ်။သူ့အတန်ကိုကြားလို့မျိုးအောင်ရောက်လာတော့အိမ်ထဲကိုတကူဝင်နေပါရယ်ဆိုပြီးတော့ဒါနဲ့ထိုးထုံးနဲ့လိုက်ရိုက်ပါရယ်။နောက်ဆုံးမျိုးအောင်ကျောင်းသူရဲ့တည်းရဲ့လေးဝက်ချက်တွေကိုထုတ်ပြမှာ18နှစ်ကိုပြန်အောင်သွားတဲ့တငယ်ချင်းဆိုတာကိုလက်ခံသွားရယ်။ဒီလိုရေပြောင်းအောင်လုပ်တဲ့ကျောင်းဆောင်ကိုတစ်ခေါက်ပြန်သွားချပြီးမဲ့ကျောင်းဆောင်မတွေ့ဘဲနဲ့ကျောင်းဘတ်စကတ်ဘောကွင်းထဲကိုရောက်လာ ာခဲ့ပါသည်။ကညမာကဘတ်စကတ်ဘောပြန်ကစားပြီးမတူတဲ့ဘွားကိုပြန်ရွေးခိုင်းတယ်ဆိုတာကိုသဘောပေါက်လိုက်လို့ကြောင်းမြန်တက်ဖို့လှုပ်လိုက်ပါသည်။ရောင်းကအဖေနေရာကနေကြောင်းလန့်အပ်ပေးပါသည်။ကလေးအဖေဖြစ်လာပေမဲ့ကြောင်းကိုမြင်မြင်ချင်းကြွေသွားလို့တော်ကီနဲ့အသက်ကုန်ချွေလိုက်ပါသည်။၁၉နှစ်ရွယ်ကျော်ကျော်ကိုမျိုးအောင်ကအပြတ်ရှိုင်းပေးလိုက်ပါသည်။ကြောင်းကိုပထမဆုံးဆိုက်ရောက်ချင်းမှာပဲသားရွယ်ကလေးကြားထဲမှာကြောင်းတက်နေရပါသည်။စာသင်ခန်းထဲရှိနေတဲ့ဥမာမြောက်ဝေကဖုန်းဆက်ပြီးတော့ရချင်းပြေးလို့တရားရုံးကိုလမ်းခေါ်ပေမဲ့ခီးသွားနေတယ်လို့အကြောင်းပြလိုက်ပါသည်။ကျော်ကျော်ဘတ်စကတ်ဘောလာကစားတာကိုနီးပြမြင်သွားပြီးတော့ကစားခွက်ကောင်းလို့အတင်းထဲကိုထည့်လိုက်ပါသည်။ဒီကြောင်းအဖေမျိုးအောင်ကိုပြန်ကြွားနေတော့အင်နာထဲမှာတိတ်ကပ်ပြီးတော့အချုပ်ခံထားရတဲ့လှအုပ်နဲ့တွေ့ တယ်။ကလေးရင်နဲ့ပြင်ရင်းနီအောင်လို့ပို့လှောက်ဦးကိုတိတ်ခွာပြီးတော့ထမင်းတူစားပါတယ်။လှောက်ဦးကိုနှိမ့်ဆက်တဲ့အေးမင်းဆိုတဲ့ကောင်ကမြမြရဲ့ရီစာဖြစ်ပါတယ်။ထမင်းစားကန်းထဲမှာအေးမင်းကရောက်ဖတ်လှောက်ဦးကိုနိုင်လာကျင်းနေလို့လှောက်ဦးဘက်ကနေကာကွယ်ပေးလိုက်ပါတယ်။တာဖြစ်သူကအနမ်းကျင်းတာခံနေရပြီးသမီးကလည်းမောင်းဝန်အနမ်းကျင်းတဲ့ကလေးကချင်းနဲ့တွဲနေလို့သူတို့ကိုဘယ်လိုစီမံရမလဲဆိုတာခေါင်းစားနေပါတယ်။ကျောင်းဖက်ရဲ့လှောက်ဦးအိမ်ကိုလိုက်သွားပြီးတော့ဘတ်စကတ်ဘောကစားနေတဲ့မှာမြဟွေအိမ်ကိုပြန်ရောက်လာပြီးတော့ကြောကြောကိုတွေ့သွားပါတယ်။ယောက်ျားနဲ့ရန်တူလို့ပြပြပေးဖို့လုံနေလို့သားငယ်ချင်းနဲ့ဇလန်းမရှုပ်ဖို့ပါလာတဲ့တငယ်ချင်းကမြဟွေကိုဆွဲထားလိုက်ရပါတယ်။ဟက်ကလပ်မှာဆီယာမက22ရာစုခေတ်ပွင့်လင်းရမယ်ဆိုပြီးတော့အုတ်ထုတ်တွေဝေပေးပါတယ်။ ငူဝါရကိုလက်မခံတဲ့သူကကြော်ကြော်ပါ။လေဝင်တူကဲသားကမဖြစ်သင့်ဘူးဆိုပြီးတော့တရားဟောလိုက်တာတန်းလုံးကလူတွေတရားပေါ်ပြီးတော့အုပ်ထုပ်တွေပြန်ပေးကြပါတယ်။ဒါဒီအကုန်လုံးကိုအင်းမင်းကသူ့အတွက်ဆိုပြီးတော့ယူထားလို့နေပန်းလုံးရင်းနဲ့ကြော်ကြော်ကရုံငန်းထဲကိုရောက်သွားပါတယ်။ကျောင်းအုပ်ကမိဘတွေခေါ်လို့မြို့အောင်ကစတိုင်ပြင်းနဲ့ရောက်လာပြီးတော့ကျောင်းအုပ်ကိုဝိုက်ပါတယ်။ပရက်တွေလှအုပ်စီလဲလိုက်လာရင်းနဲ့မြောက်ဝေကိုလည်းချန်ပြင်းမှုအတွက်လိုအပ်တာတွေကိုလုပ်ပေးပါတယ်။လှအုပ်ကိုဘတ်စကတ်ဘောကစားဖို့လိုအပ်တာတွေပြင်ဆင်ပေးနေအင်းမင်းနဲ့မြောက်ဝေတို့ကိုလည်းခွဲတယ်။ဒီလိုနဲ့လှအုပ်ကဘတ်စကတ်ဘောအသင်းနဲ့ဝင်ခွင့်ရသွားပြီးတော့မြောက်ဝေနဲ့လည်းတော်တော်လေးရင်းနှီးလာပါတယ်။တညမှာတော့သူတို့နှစ်ယောက်အတူတူတွဲကနေတော့မြောက်ဝေကိုပို့နေတဲ့ဘဲတွေပြေးရောက်လာလို့မြောက်ဝေကလည်းအဲ့လူနဲ့ပါသွားပါတယ်။ညမ များကဘဲနဲ့တငယ်ချင်းရဲ့ပါတီသွားရဲဆိုလို့လှာဦးကိုခေါ်ပြီးလိုက်လာပါတယ်ပါတီမှာများများကိုလိုက်မင်းနေတော့မှကောင်မလေးတွေကကြောကြောကိုဆက်စားဖို့လုပ်နေလို့နေပြန်ရောက်ကြောင်းတရားတွေဟောပြလိုက်ရပါတယ်အပေါ်ရက်ကအခန်းထဲမှာတယောက်တည်းထိုင်နေတဲ့များများကိုတွေ့လို့သွားတွေ့ပြီးတော့အေးမင်းရဲ့မကောင်းကြောင်းတွေပြောပြီးတော့ဖြတ်ခိုင်းပါတယ်ကျောင်းဘတ်စကတ်ဘောဝဲနေကြကြောကြောနဲ့လှာဦးတို့ကြောင့်ကျောင်းကအနိုင်ရသွားပါတယ်ဝဲပြီးတဲ့အချိန်မျိုးအောင်ကကျောင်းကိုညစာတူတူစားဖို့ချိန်လို့ညင်မရတာနဲ့လက်ခံလိုက်ပါတယ်မျိုးအောင်ဒီညအိမ်မှာမရှိလို့ကြောကြောကတကြောင်းလုံးကိုအိမ်မှာပါတီပေးဖို့လုပ်ပါတယ်များများကိုမတွေ့လို့လိုက်ရှာတော့ကွင်းပြင်မှာထိုင်ကုန်နေတာကိုတွေ့လို့စကားသွားပြောကြည့်ပါတယ်ဘတ်စကတ်ဘောဝဲပြီးတော့အေးမင်းကသူ့ကိုခေါ်ပြီးတော့ကိုရင်းဟိုကလောက်ကြဖို့ပြောပြီးမြင်လိုက်လို့ဖြစ်သွားပါ ါတယ်။ကြော်ကြော်ကအပိလိုက်မှအရန်ပြောသွားပြီးတော့အတင်းလိုက်ဖန်နေလို့ကိုယ်ရှောင်ရင်နဲ့ပါတီကိုလာဖို့ဖိတ်ပါတယ်။အဲ့ညမျိုးအောင်နဲ့အုတ်ကြီးတို့စားတောက်ဆိုင်မှာရှိနေတဲ့အချိန်တကြောင်းလုံးကကလေးတွေကတော့အိမ်မှာလာပြီးတော့တောက်စားပြောပါနေကြပါတယ်။အင်းမင်းကမြမြကိုတောင်းပန်နေတော့မှကြော်ကြော်ကလာမောင်းထုတ်လို့ကြော်ကြော်ကိုလက်သီးစာကျွေးခဲ့ပါတယ်။ကြော်ကြော်တတိယလာတော့မြမြကအနားမှာရောက်နေတဲ့ကြော်ကြော်ကသူ့ကိုကြိုက်နေလို့အင်းမင်းနဲ့လမ်းခွဲခိုင်းတာဆိုပြီးတော့ကြော်ကြော်ကိုခေါ်ဖို့ဖိုးလုံးနေလို့အခန်းထဲကနေထွက်ပြစ်လိုက်ရပါတယ်။မျိုးအောင်တို့စားတောက်ပြီးလို့အုတ်ကြီးကိုအိမ်လေခေါ်တော့တကြောင်းလုံးအိမ်ကိုရောက်နေလို့အုတ်ကြီးမိတ်နဲ့အကုန်လုံးပြန်လွတ်လိုက်ပါတယ်။ကြော်ကြော်အိမ်စီမြောက်ဝေလိုက်လာလို့မြောက်ဝေကိုကလေးတွေလိုက်ပြီးနေပြပြပေးဖို့ကြိုးစားပါတယ်။ပြပြမရဘဲနဲ့လက်ဝါးရလာ တယ်ပြင်ဒီမြင်ကွင်းကိုများများကပါမြင်သွားလို့လက်ဝါးစာထက်ကျွေးသွားပါတယ်အင်ကိုပါကျွန်တော်မကွန်ဖြစ်အောင်လုပ်ထားလို့မျိုးအောင်ကပါထရိုက်လိုက်ပါတယ်တိုင်လုံးကိုတော်တော်လေးရှင်းယူလိုက်ရပြီးတော့ရုံရင်းနေကိုရောက်လာပါတယ်မိသားစုကိုမဆုံးချုံညင်လို့တရားရုံးကိုမိသွားပြီးတော့ကြောကြောကမြောက်ဝေယောက်ျားရဲ့လွဲစာဆိုပြီးတော့သူတို့တီတုံကအကြောင်းတွေကိုပြောပြလိုက်ပါတယ်မြောက်ဝေဟတ်ထီသွားလို့ရုံရင်းကိုနောက်ရှေ့လိုက်ပြီးတော့ကြောကြောကတော့မနဲ့ပြန်ပြိုင်ပွဲအတွက်အပြင်းထန်လေ့ကျင့်နေပါပြီလုံငယ်ရဲ့နေ့နဲ့ဆယ်ကလို့အားကစားနေကိုရောက်တော့များများတို့သားမိကပွဲကြည့်ဖို့ရောက်လာကြပါပြီကြောကြောတို့သားအဖကကစားဖို့လုပ်ကြပါတယ်ကြောကြောစိတ်ကိုစမ်းသပ်ချင်တာနဲ့ကစားပွဲကိုမကြည့်ပဲအပြင်ကိုထွက်ဖို့လုပ်တော့ကြောကြောကလုံငယ်ရဲ့နေ့နဲ့ဆယ်လိုပဲအိမ်မက်နောက်ကိုမလဲဖင်းနဲ့မိမနောက်ကိုပြေးလိုက်မိသွား ပြန်ပါရီစင်နောက်ကိုရောက်တာနဲ့လူကြီးပုံစံပြန်မြောက်သွားပြီးတော့ဒီလမ်းကိုပဲယူချက်မိလို့ထပ်တူဝမ်းသာသွားပါရီမိသားစုနဲ့ပြန်ဆင်ပြေလို့အိမ်ကိုပြန်နေတဲ့ဇလန်လေးလည်းပြီးဆုံးသွားပါတော့ရီလူဦးကြီးမင်းတို့ကတော့အသက်ဆက်ကုန်နေနဲ့ပြန်ရောက်သွားရင်လည်းပြန်ကြိုက်မယ်ဆိုချင်မှမဟုတ်လို့စိတ်ကူးရင်မနေကြပါနဲ့အစုံနှစ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါရီ